ဒီမှာလိုပဲမျိုးလင်းချက်တွေပေးပြီးတော့မှဂေဂျီတို့ကိုညင်းဆူလိုက်တဲ့ယူကရက်စ်အားလုံးပဲမင်္ဂလာပါဂေဂျီတို့ကတော့ပြီးခဲ့တဲ့ရာသီတုန်းကလိုဆူရတဲ့ရာသီတစ်ခုနဲ့ထပ်ပြီးမကြုံတွေ့ရလေအောင်ဒီနေ့မှကစားသမားဖြစ်တင်းမှုတွေလှူဆောင်နေပါတယ်လက်ရှိမှာဆိုရင်လဲဝူဖ်တင်းကချက်ပွင့်ကစားသမားဖြစ်တဲ့မတ်တီးယပ်စ်ကွန်နာကိုခေါ်ယူထားနိုင်ခဲ့ပါပြီ ဒါပြင်ပြားသင်းကအပွင့်မှုကိုပါထပ်မံခေါ်ယူဖို့ကြိုးစားနေပါတယ်။ဒါပြင်ကေဂျီတို့ဟာဒီနေ့မှတိုက်စစ်မှုတွေအဓိကအားဖြည့်နေပါတယ်။တိုက်စစ်မှုနေရာအတွက်အမိုရင်းရဲ့တပိတ်ဟောင်းဖြစ်တဲ့ Sporting သင်းကယူကရက်ကိုချိန်ရွယ်ခဲ့ပါတယ်။ယူကရက်ဆိုတာအသင်းကြီးအများစုမျက်စိကြားနေတဲ့ကစားသမားဖြစ်ပြီးတော့ပေါ်တူဂီလိမှလည်းထိတ်တန့်ကူးသင်းဆွမ်းရည်တွေကိုပြသခဲ့ပါတယ်။အစောပိုင်းမှာတော့ Ukraine ကဥရောပဝင်ငွေမရထားတာတောင်ဂေဂျီရိုစီကိုလာချင်းနေတယ်ဆိုပြီးတော့သတင်းတွေထွက်ခဲ့သေးပါတယ်။အဲကြောင့်လေဂိဖန်နီကပါဖိတက်သွားခဲ့ကြပြီးတော့ Ukraine ကိုအသင်းစီရောက်လာဖို့မျှော်လင့်ခဲ့ကြပါတယ်။ ယူကရိန်းရဲ့ဆန်းဆောင်ရည်တွေကအထင်ကြီးစရာလဲကောင်းလွန်နေသလိုဆရာဟောင်းမော်ရင်နဲ့သာပြန်တွေ့ခဲ့မယ်ဆိုရင်ဂေဂျီတို့ထိပ်သီးပြန်ဖြစ်လာမယ်ဆိုပြီးတော့သုံးသပ်ခဲ့ကြတာပါ။ဒါပေမဲ့လည်းအခုတော့ဂေဂျီတို့ကလူချင်းမင်းတို့နဲ့ဘွားတူဖြစ်သွားခဲ့ရပါပြီ။အလိုလဲဆိုရင်တော့ယူကရိန်းကသူ့ရဲ့အေဂျင့်တွေကနေတဆင်ဂေဂျီတို့စီကိုပြောင်းရွှေ့မှာမဟုတ်ကြောင်းကိုမြန်မာလူကြီးညင်းလိုက်ပြီလို့သိရပါတယ်။ပြလင်းချက်တွေပေးပြီးတော့မှညှင်းဆို့သွားတဲ့ယူကရိန်းအကွက်ကလည်းဒီမှလည်းတော့ကက်ဆင်ဆင်ဖြစ်နေပါဗျ။ ယူကရာကကြီးတို့ကိုကြော်ပြီးတော့ဆင်မြန်ကြီးတို့စီကိုပြောင်းရွှေ့ဖို့ရွေးချယ်သွားကြတာပါ။ဒါပေမဲ့လည်းဆင်မြန်ကြီးတို့အနေနဲ့ယူကရက်ကိုခေါ်ယူဖို့အတွက်တက်ပြီးမသေးကြသေးဘူးလို့သိရပါတယ်။အကြောင်းရင်းကတော့ဆင်မြန်ကြီးတို့ရဲ့နီးစနစ်ဆရာအာဒီဒါကလိုင်ဖ်စ်တိုက်စစ်မူဆက်ကိုခေါ်ယူဖို့အတွက်ယူကရက်စတပ်ပေါ်ပြီးဆက်ထားထပ်တန်နေခဲ့လို့ဖြစ်ပါတယ်။ဒါကြောင့်ဆင်မြန်ကြီးတို့အနေနဲ့ဆက်ကိုခေါ်ယူဖို့အဆင်မပြေနိုင်တော့မှယူကရက်စဘက်ကိုလှည့်ဖို့အခြေအနေများနေပါတယ်။ဒါကြောင့်ဂေဂျီတို့တက်လည်းလက်လျှော့ဆရာမလို့ဒီပဲနဲ့နှလင်းချက်ရှိနေသေးတယ်လို့ပြောလို့ရပါတယ်။တကယ်လို့ဆင်မြန်ကြီးတို့မခေါ်ပြရင်ယူကရက်စလည်းစိတ်ပြောင်းပြီးတော့ဂေဂျီတို့ကိုရွေးချယ်လာနိုင်ပါ ါတယ်။ကကြီးတွေရဲ့ဘွားကခရက်လေးသူဘဲနဲ့စမပြေမဲ့အချင်းကိုထိုင်ဆောင်နေရတယ်လို့ဖြစ်နေတော့မှာပါ။ Oh my god. Even though it's from Oh my god. လွယ်ဖြစ်ဖြစ်ဂေဂျီတို့ကတော့ဈေးကွက်ထဲမှာတခြားတိုက်စစ်မှုတွေကြိုတင်ရှာဖွေထားနေပြီလေဖြစ်ပါတယ်ဖရန်ဖို့တိုက်စစ်မှုအီကီတိုက်ကီကလည်းဂေဂျီတို့စိတ်ဝင်စားနေတဲ့တိုက်စစ်မှုတွေကတယောက်ဖြစ်ပါတယ်ဒါပေမဲ့လက်ရှိမှာတော့ဂေဂျီတို့ကအမွေမှုကိုခေါ်ယူနိုင်ဖို့အတွက်ပဲအရင်ဆုံးကြိုးစားသွားမှာပါအမွေမှုကိုခေါ်ယူပြီးကစားသမားရောင်းချမှုတွေလုပ်ပြီးတော့မှဘတ်ဂျက်နေထားဖို့မူတည်ပြီးတိုက်စစ်မှုတွေအားဖြည့်သွားမှာဖြစ်ပါတယ်စောင်းကြီးကြည့်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်